1989ခုနှစ်မှာမွေးလာမဲ့ကလေးတွေဟာနတ်နတ်ခတ်ဖြစ်တယ်နတ်နတ်ခတ်ဆိုတော့ဆရာရဲ့နတ်ဆိုတာဘာလဲလူဆိုတာမယူလို့မရဘူးလားလူနဲ့နတ်နဲ့ဘလူးနဲ့ဟာယူလို့မရဘူးလားလို့သုံးသက်ရှာမဟုတ်ပါဘူးအဲနတ်စိတ်ကိုနတ်ရဲ့ဂျိုးအာပြုပြီးမွေးလာတဲ့ကလေးတွေဖြစ်တဲ့အတွက်ဒီကလေးတွေဟာ ဒေါသထွက်ရင်တော့ခဏပဲစိတ်ဖြည်နိုင်တယ်လောဘဒေါသမောဟဆိုတဲ့အထက်မှာမှဘာကိုဖြစ်ဖြစ်အဆုံးတက်ကြရင်အေးချမ်းခြင်းကောင်းမွန်ခြင်းနဲ့အကုသိုလ်အလုပ်တွေများသောအားဖြင့်အကျိုးမပြုဘူးဆိုတဲ့ကလေးအေးချမ်းမဲ့ကလေးလိုစိတ်ဖြည်နိုင်တဲ့ကလေးလိုအတွေးရတာပေါ့အဲစိတ်ကောင်းရှိမယ်သူတစ်ပါးပေါ့အကျင့်အာရရှိမယ်အေးချမ်းမှုတွေရရှိမယ်အဲအကုသိုလ်အလုပ်တွေထက်စိတ်ထဲမှာတီးခတ်နိုင်စွာခန္ဒီပါရမီပါတယ်ကလေးတွေလို့ဆိုရဆရာကအကြံပြန်သုံးသပ်လို့ရတာပေါ့အဲ့တော့1368ခုနှစ်အတွင်းမှာမွေးဘက်ကလေးတွေဟာ အကယ်၍မှာမိတ်ဆွေအနေနဲ့တနင်္ဂနွေသားသမီးတွေမွေးမယ်ဆိုလို့ရှိရင်တော့ဘင်းကအပွားဖြစ်တယ်အဲထို့အတူပဲတနင်္ဂလာသားသမီးကိုမွေးမယ်ဆိုရင်တော့ပုတိဘွားဖြစ်တာပေါ့တကယ်လို့အင်္ဂါသားသမီးမွေးမယ်ဆိုရင်တိုက်အပွားဖြစ်ပါတယ်တိုက်အပွားဆိုတာတိုက်ကလာတာကိုပြောတာမဟုတ်ဘူးတိုက်ပုတိမရဏဘင်္ဂအထွန်းတိုက်ဆိုတဲ့အပွားခုနှစ်ခုလဲမှာမှာတိုက်အပွားကိုပြောခြင်းဖြစ်ပါတယ်ထို့အတူပဲဗုဒ္ဓဘူးသားသမီးတွေယာဟုသားသမီးတွေမွေးမယ်ဆိုရင်တော့မရဏဘွားဖြစ်ပြီးတော့အဲဇာစာပတိသားသမီးတွေမွေးမယ်ဆိုရင်တော့အဓိပတိဘွားဖြစ်တာပေါ့ ထို့အတူပဲမိတ်ဆွေတို့အနေနဲ့တောက်ကြသားမွေးမယ်ဆိုရင်တော့ယာစာဘွားဖြစ်ပြီးစနေသားသမီးတွေကအထွန်းဘွားလို့သတ်မှတ်လို့ရတယ်အဲ့တော့ပုတိဘွားမှာတနင်းလာဘင်္ဂါဘွားမှာတနင်းတွေဘုဒ္ဓဘုရားဥဒသမီးတွေဟာမရဏဘွားစနေသားသမီးတွေကအထွန်းဘွားအင်္ဂါသားသမီးတွေကတိုက်အဘွားတောက်ကြသားသမီးတွေကယာစာဘွားနဲ့ယာစာမလီသားသမီးတွေကအတိပတိဘွားဆိုပြီးတော့ခုနှစ်ရာသားသမီးဆိုတော့ခုနှစ်ခုရရှိလာမှာပေါ့အဲ့တော့ကောင်းပြီ1368ခုနှစ်ထဲမှာ တာသမီတွေမွေးမယ်ဆိုရင်တော့မိဘတွေရဲ့မွေးနေ့နေ့နံနဲ့တာသမီမွေးတာကောင်းပါတယ်တဦးတွေမွေးမယ်ဆိုရင်တော့ဘာကြောင့်လဲဆိုတော့ဟိုဒီနှစ်ကစပူဒီပါလက်ရတောင်ကျွန်းနဲ့အထွန်းကစနေဂျူဖြစ်နေတဲ့အတွက်ချစ်လူကြီးအစွဲတွေကတာဦးစနေမီလို့မွေးဆိုပြီးတော့အဲမဆိုင်တဲ့ຢာလေးတွေမှာလိုက်ပြီးအစွဲကြည့်မစိုးလို့ဒါဆရာကပြောခြင်းဖြစ်ပါတယ်1389ခုနှစ်အတွင်းမှာတော့တနင်္ဂနွေသားသမီးတွေရဲ့ကံကိုအကျမ်းပြောပြရရင်တနင်္ဂနွေသားသမီးတွေက1389 ွန်ကိုမပြောမိ1986ကိုတစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာဘာကိုဖြစ်ဖြစ်အလုံးနှစ်ခွာစိတ်နှစ်ခွာအလုံးနှစ်ခုစိတ်နှစ်ခုလောက်ခရမှာတော့အသေးချာပဲဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်ဖြစ်ရှင်တဲ့အရာတွေတဲ့ဖြစ်တဲ့အရာတွေကိုဦးစားပေးကြရတဲ့တနင်္ဂနွေသားသမီးတွေဖြစ်တဲ့အတွက်1988ခုနှစ်အတွင်းမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်လာတိုင်းလာတိုင်းမှာတော့တော့လာရဲ့အစမှာတော့တတိထားရမယ်1988ခုနှစ်အတွင်းမှာ၃လတစ်ဖြတ်၃လတစ်ဖြတ်၃လတစ်ဖြတ်ဆိုပြီးတော့ဆရာတို့အဲ လေးဖြတ်ပြလိုက်တဲ့အခါမှာပထမဆုံးဗမာလာ၃နာအတွင်းအနည်းအပြင်ပြောရရင်ဆရာတို့ April May May စာဒါပြီးတော့ John လလေလောက်အထိကိုတော့အနည်းငယ်လေးကံကအရန်ကြီးတော့တိုးချက်မလုပ်သင့်မဲ့အဲ့ဒီနောက်ပိုင်းရအောင်ရှေ့ချောက်တစ်ချောက်လုံးမှာကံအကောင်းဆုံးနဲ့အားသာဆုံးနေဖြစ်မယ်အစမှာတော့ဘာဖြစ်ဖြစ်ခက်ခက်ခဲခဲရုံးကံရတတ်တယ်နည်းနည်းလေးသူများထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်အဲ ဒါပေမဲ့လို့အဲဇွဲရှိအောင်လို့ပါတကယ်ကိုရဲရဲဝံ့နဲ့ဥဆောင်လို့ပါဒါဆိုရင်1368ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေဟာဘာကိုလို့လို့အစမှာတော့အကြာအပြည့်ခက်ခဲတတ်တယ်နေရာထိုင်ရင်းအပြောင်းလဲလေးတွေယာထုလုပ်ငန်းအပြောင်းလဲလေးတွေလှုပ်ဆောင်တဲ့နှစ်ဖြစ်ပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေဟာဆက်ပစ္စည်းရင်းနဲ့ပတ်သက်ရင်အာသာကောင်းမှုတိုးတက်မှုတွေရရှိတတ်တယ်လို့အိုးအိမ်ချမ်းမြေနေရာထိုင်ရင်းတွေ အပိုင်ဆိုင်ရတက်တယ်လို့အမှုကိစ္စအမွေကိစ္စတွေအဖြစ်များတက်သောနှစ်ဖြစ်တယ်။အနေနဲ့ဒါသမီးတွေဟာရှုံမုံပြောရရင်1988ခုနှစ်အတွင်းမှာဘာလို့လှုပ်လို့အစမှာတော့နည်းနည်းလေးသူများထပ်ပူစူးစားရပေမဲ့လို့နော်ဟိုဆွနာလို့ပေါ့ဟိုအစမှာရုံးကန်ရတက်ပေမဲ့အဆုံးသတ်မှာတော့တရားတဲ့တနုံတွေဒါသမီးတွေဟာကြာလီ အဲနေမြင့်လေးလေးအယူရင့်လေးလေးမဟုတ်ပဲကြာလေးထိရောက်လေးကြာလေးထိရောက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာသာသမီတနင်္ဂနွေသာသမီမိတ်ဆွေတွေပို့လာတော့ဇွဲရှိလေးလေးအပြိုင်ဆိုင်ညာလေးလေးကို့အတွက်အောင်မြင်မယ်နှစ်ဖြစ်တယ်ဒီကြပါတယ်ဘလောက်ပဲကြာကြာဘလောက်ပဲအဲဆွမ်းရလို့ပေါ့ဟိုအပြိုင်ဆိုင်နေများစီကမှုတနင်္ဂနွေသာသမီတွေဟာပြိုင်နေရင်ကိုအလိုလိုကိုပြိုင်နေတဲ့သူကလည်းအလိုလိုကိုပေါ်နေမှာ ဗျိုင်းလေးလေးကိုကိုကရှေ့မှာရောက်နေတယ်ဖြစ်တဲ့အတွက်ပြဿနာကိစ္စတစ်ခုခုကိုအတေချာစနစ်တကျဖြေခြင်းမှာဒေါသနဲ့မဆုံးဖြတ်ပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းအစမှနည်းနည်းလေးအခက်အခဲလေးတွေပေါ်ရပေမဲ့လုပ်ငန်းနဲ့ပတ်သက်ရင်လည်းအစမှနည်းနည်းလေးကိုယ့်ကိုမယုံကြည်သလိုဖြစ်ပေမဲ့အလက်တွေမှာအလုံးနဲ့တက်တည်ပြပါရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအားသာခြင်းကောင်းမှုဉာဏ်ဤရရှိပါလိမ့်မယ်ဆိုတဲ့နှစ်ဖြစ်တဲ့အတွက်တနင်္ဂနွေသားမိမိစုတို့ကိုရှေ့ချောင်းရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ဇွဲရှိခြင်းနဲ့လှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အစဉ်ပြေခြင်းတွေကို ြတာမယ်နှစ်ဖြစ်တဲ့အတွက်လူလူနေသားသမီးတွေကဘာကိုဖြစ်ဖြစ်တော့စိတ်ချတိခံလမ်းကြောင်းမှန်လို့ဆရာတို့သုံးသပ်ရပါလိမ့်မယ်။ကောက်ပြီ။ဆိုတော့ဒါအပြင်လူလူနေသားသမီးမိတ်ဆွေများလူငယ်တွေကတော့အလုံးနဲ့ပတ်သက်လာရင်လူငယ်တွေကများသောအားဖြင့်ဒီတစ်နှစ်ဟာအရှိရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းကလေးဆရာတို့ဟို ဟိုအဆင်မပြေမှုလေးတွေကြောင့်လုပ်ငန်းလိုက်အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးကိုဘယ်ယူဆရမလဲဟမ်ချဖွေထားသမျှဟာအခြေရင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေလို့စိတ်မပါတာမျိုးเนาะလူငယ်တွေဆိုအထူးသဖြင့်ဆိုင်တင်တာပေါ့အခြေရေးကိစ္စတွေကြောင့်လုပ်ငန်းကိစ္စပညာရေးကိစ္စတွေနှောင့်နှေးတတ်တယ်ဒါကြောင့်မလို့ချစ်တော်ချစ်ပါဒါပေမဲ့အတိနဲ့တတိကိုကပ်ပြီးရှင်းဖို့လိုအပ်တယ်မေတ္တာကြီးမှဆိုရင်လည်းမေတ္တာကြီးနဲ့ပတ်သက်လာအရှင်ကြီးနဲ့ပတ်သက်လာကိုကမိမိရဲ့ချစ်သူအပေါ်အယံကြီးအယုံကြီးလွန်ပစ်တာမျိုးလေးတွေကြောင့် မထင်မှပဲနဲ့ခံမမရတဲ့ဆုံးဖြတ်ချက်လေးပေါ်လာတတ်တဲ့အတွက်ဒါလေးတွေကိုတည်ထားပါအရှင်နဲ့ပတ်သက်လာရင်အရန်ကြီးတက်ယူမတန်ဖို့လိုအပ်ကြောင်းထားလောင်းပြောကြားလိုက်ပါရစေအိမ်နာရင်းနဲ့ပတ်သက်လာရင်တော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီခွဲခွာရတာမျိုးတွေဒီကြုံရတတ်တယ်ပြန်လဲစုံစည်းဖို့အတွက်လည်းတွေ့ရတယ် ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့ဘာဖြစ်လို့ဖြစ်မှမသိဘူးကျမ်းမာရင်းနဲ့လည်းရှူကြတာမျိုးဟိုနာကိုက်တယ်လို့ဒီနာကခဲတယ်လို့ဒီနာကညံ့တယ်လို့ဟိုနာကညံ့တယ်လို့ဒါလေးတွေတော့ကြုံသွားတတ်တယ်ဒါပေမဲ့အရန်ကြီးဆိုးဝါးနေတဲ့နှစ်တော့မဟုတ်ဘူးဒါပေမဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာရင်ငွေကြီးပေါ်မူတည်နေပြီငွေဝင်ကျမ်းမာရင်းကောင်းပြီငွေမဝင်ကျမ်းမာရင်းညံ့တတ်တယ်နှစ်ဖြစ်မှာတော့အတိအကျပဲဖြစ်တယ်ခင်ဗျာသို့တော့ထားလိုက်တော့ဒေါင်းရ69ခုနှစ်တို့မှာတနင်္ဂနွေသားသမီးတွေတို့ကအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေအနေနဲ့ဆိုရင်ဆရာတို့တနင်္ဂနွေသားသမီးတွေကခုနှစ်ကဏ္ဍအကျိုးပေးတယ် ရှစ်ခန်းအကျိုးပေးတယ်ဒါအပြင်၆ခန်းအကျိုးပေးတယ်အကျိုးပေးစီတဲ့အယောင်နေနေနဲ့ဆိုရင်တော့မိုးပြာရောင်စင်စွဲရောင်ဒါအပြင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ဘာနေသားနေနဲ့တွဲလို့တင်တယ်လဲဆိုရင်တော့မိတ်ဆွေတို့နေနဲ့တောင်းလို့နေသားသမီးတွေဟာစနေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲလို့ရင်ကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါအဋိဋ္ဌံပြုကျင်နေဆိုတနည်းနည်းသားသမီးမိတ်ဆွေတွေဟာ1389ခုနှစ်အတွင်းမှာ ကိုနှဝင်းမိုးလင်းမှာတည်မယ်ဆိုတဲ့အတိုင်းမနှမိုးလင်းတဲ့အခါဂုံတော်ကိုးပါ့ကိုကိုးကောက်ဒါဆိုရင်ဒီကောအရာကိုဆရာကဆရာမဖြစ်ခင်ကနေကလှုပ်ထားတာညအိတ်တဲ့အခါဂုံတော်ကိုးပါ့ကိုကိုးကောက်ရွတ်အိတ်တဲ့ဒါပေမဲ့မိတ်ဆွေတွေကအရှားဘာသာဝင်ဆိုရင်ကိုမိမိယုံကြည်တာဘာသာမိမိယုံကြည်တဲ့ဘာသာရေးကိစ္စလေးတွေမှာဘယ်ဘာသာမဆိုဘာသာတရားဟာဘာသာတရားတိုင်းဟာကောင်းမွန်တယ်လို့ဆရာကမြင်တဲ့အတွက်ဘယ်ဘာသာကိုမဆို အရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့လုပ်ငန်းကိစ္စတွေဟိုဆွနာလိုပဲမမဟုတ်ဘူးနေ့စဉ်နေ့တိုင်းအစင်မမှန်လေးရွတ်ဖတ်ကြင်ကြံသွားလိုက်လို့ရှိရင်1388ခုနှစ် အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတွေဟာညံ့မှာဆိုရင်တော့ညံ့မယ်လို့ဆရာကမထင်တော့ပါဘူးခင်ဗျအဲ့တော့တနေ့ဦးလေးသာသမီမိတ်ဆွေတွေနေနဲ့ဘာသာတရားကိုင်းကိုင်းဆိုင်ဆိုင်လုပ်ပါဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့အဲတိုးချက်လှုပ်ဆောင်ရင်အစင်ပြေမယ်အထူးသဖြင့်အားတဲ့အခါ meditation လေးတွေထိုင်ပေးတာမျိုးဟာပုံမှုကောင်းမှုပြီးတော့တိုးတက်နိုင်သောနှစ်ဖြစ်တယ် ကောင်းပြီ1986ခုနှစ်68ခုနှစ်ပြီမှာတနင်္ဂနွေသားသမီးတွေကဘာလို့လို့လို့အစမှာတော့အနှဲငယ်လေးရုန်းကန်ရတတ်တဲ့အတွက်တော့အစတိုင်းမှာလရဲ့အစတိုင်းမှာတော့နည်းနည်းလေးတရက်နေ့နှစ်ရက်နေ့သုံးရက်နေ့လေးတွေမှာဂယူဆိုင်စင်ရင်တည်ထားလှုပ်ဆောင်ရင်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ကန်ဆာတာတက်စီရင်ပြုလုပ်ရမယ်ရေရီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ ဒေါသနဲ့ဆုံးဖြတ်တာကိုလျှော့ပါစကားအများကြီးမပြောပါနဲ့အမှားအများကြီးပါတတ်တယ်ဒါအပြင်အလုံးနဲ့သက်သေပြပါဖြစ်နိုင်ရင်ပြုံးပြတာဟာမိတ်ဆွေတို့အကောင်းဆုံးအဆောင်ရည်တရားဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကံတရာတက်စီရန်အတွက်ဆိုလို့ရှိရင်တော့လူကြီးမိဘဆရာသမားမိမိတဲ့အသက်ကြီးသောသူတွေမိမိတို့ရဲ့မိဘဆရာသမားတွေအဲကျေးဇူးရှိတဲ့သူတွေကင်မွန်နီဆယ်ပါဦးနေ့စဉ်ဖြစ်စီကိုတိုင်ဖြစ်စီဥချအိဟာတာဟာအကောင်းဆုံးရေရရာဖြစ်ပြီးကြုံကြိုက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ဆင်းရဲသားမရှိသူကို ဝိညာဉ်ပေးကမ်းခြင်းကုသိုလ်ဟာအကောင်းဆုံးဖြစ်တယ်ကျေးဇူးတင်ပါတယ်